ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနက်ကသုံးပရိတ်ကိုသုံးရှင်ကကီးနဲ့တင်ပေးလိုက်တာပေါ့နော်ပရိတ်တော့ပေးသွားတယ်6ခွန်သုံးပရိတ်ပေးသွားတယ်ဒါပေမဲ့ကျွန်တော်ရတဲ့ကီးနဲ့မတွေ့ဘူးဖြစ်သွားတယ်ပေါ့နော်ကီးနဲ့တွေ့လိုက်ရင်တော့ကျွန်တော်မိတ်ဆွေတွေအတွက် OK တော့ပဲပေါ့နော်အခုတော့မ OK ဘူးဖြစ်သွားတယ်ပဲတတ်နိုင်မလဲနော်ပရိတ်တော့ပေးတယ်ကီးကီးနဲ့မတွေ့ဘူးပေါ့နော်အဲ့တော့ဘရိတ်ကြိုက်တဲ့မိတ်ဆွေတွေဘရိတ်ဘရိတ်ကစားရင်တော့ ရမှာပေါ့ဗျာနော်နေ့ရက်၄လ2025ညနေ၄နာရီခွဲအတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြိုက်ရင်ကစားလို့ရအောင်လို့ကျွန်တော်မြင်ထားတဲ့ site လေးကိုဆွဲပြပေးတော့မှာဖြစ်ပါတယ်မနက်ကလို့မဖြစ်အောင်ပေါ့နော်မနက်ကလို့မဖြစ်အောင်ကျွန်တော်မိတ်ဆွေများအနေနဲ့ break ကြိုက်ရင် break ကစားလို့ရရယ်နော်ကျွန်တော် cycling ကိုစမယ်ပေါ့နော် ော်ဆွဲပြပေးတဲ့ site လေးကိုအစားအနေဆုံးကြည့်ရှုပါလေ့လာပါမိမိကိုယ်တိုင်ကြိုက်နှစ်သက်မှကစားပါလို့ကျွန်တော်ပြောချင်ပါတယ်အမှားမှန်ဆိုတာကတော့ရှိတယ်ပေါ့နော်မောင်းဆုံးနဲ့ဒီအနီအောင်လိုင်းလေးပေါ့နော်6ရယ်3ရယ်ဒီအောက်က6ရယ်ပေါင်းလိုက်မယ်663အဲ့ဒီ663ကိုပေါင်းလိုက်ရင် 55 55ဆိုတော့ကျွန်တော်5 break ဆိုပြီးတော့ရှူလိုက်ပါတယ်6တုံး6ကိုပေါင်းလိုက်တာ55ဆိုတော့5 break ပေါ့နော်အဲ့ဒီ9 break ကကျွန်တော်ဒီမှာ တောင်ညာငါဆိုပြီးတော့ထွက်တာပါတယ်မပါဗျာအင်းအကြောင်းလေးအစာလာတောင်းနေလို့စာလေးထက်ကြည့်လိုက်ငါဗရိတ်395ဆိုပြီးတော့ညနေပိုင်းမှာထွက်တာတယ် အဲ့ဒီ၅ break မှာကျွန်တော် long mind လေးတစ်ချက်ပြပေးမယ် long mind လေးကဒီမှာပြာရောင်လေးပေါ့နော်နှစ်နဲ့သုံးနဲ့ရှိမယ်ဒီအောက်မှာသုံးရဆိုတဲ့ခဏရှိမယ်အနှစ်ရဲ့သုံးရဲ့သုံးရဲ့နှစ်ရဲ့သုံးရဲ့သုံးရဲ့ပေါင်းလိုက်လို့ရှိရင်၅ပေါ့လေ၅ဆိုတော့၅ဘိုင်ဆိုပြီးရယူလိုက်မယ်ကြောက်ပြာရောင်လေးကနှစ်သုံးတုံညာပေါင်းလိုက်တာ၅ ငါးဖြစ်တဲ့အတွက်ကြောင့်ငါးပိုင်းဆိုပြီးရေးလိုက်တယ်အဲ့ဒီငါးပိုင်းကဒီမှာငါးပရိနဲ့တွဲပြီးတော့ထွက်လာပါတယ်နော်ငါးပရိနဲ့တွဲပြီးတော့၃ညာ၅ဆိုပြီးထွက်လာပါတယ်ဒုတိယပင်လေးကိုဆက်ကြည့်အောင်ပေါ့နော်6ရဲ့7ရဲ့9ရဲ့ပေါင်းလိုက်မယ် 6ရှင်း9ကိုပေါင်းလိုက်လို့ရှိရင်19 19ဆိုတော့ကျွန်တော်9ပြည့်ဆိုပြီးတော့ယူလိုက်မယ်ကျွန်တော်အပေါ်မှာလည်းတပင်ရှိသေးရပါတော့ခဏနေမှာကျွန်တော်ပြပေးမယ်ဒါလေးပြီးမှ9ပြည့်ပေါ့နော်အဲ့ဒီ9ပြည့်ဒီဒီမှာကိုတုံညာဆိုပြီးတော့ထွက်ပါတယ်နော်ညနေပိုင်းမှာကိုတုံညာဆိုပြီးတော့ထွက်တယ်အဲကိုပရိတ်နဲ့တွဲထားတဲ့လုံးမိုင်းလေးကကြတော့တွေ့ဒီမှာတုံညာရဲ့ 9ရဲ့3ရဲ့ပေါင်းလိုက်မယ်3ည9 3ပေါင်းလိုက်လို့ရှိရင်3ည9ပေါင်းလိုက်လို့ရှိရင်10 10ဆိုတော့3ညပါလေနော်အဲ့တော့3ညပိုင်း3ညပိုင်းနဲ့ကျွန်တော်ကိုဘရိတ်3ည9ဆိုပြီးတော့ညနေပိုင်းမှာထွက်ပါလေနောက်တစ်ပိုင်းကျတော့ဒီနေ့ညနေနောက်တစ်ပိုင်းကျဒီမှာ 9ရက်3ရက်2ရက်ပေါင်းလိုက်မယ်9 3 2 9ကိုပေါင်းလိုက်လို့ရှိရင်10 10ဆိုတော့3ညပြိတ်ဆိုပြီးတော့ယူလိုက်မယ်သူကအပေါ်ပင်မှာတော့သူက power brake ကိုပေးထားတယ်ပေါ့နော် power brake ပေးထားတယ်အခု9 3နှစ်ကိုပေါင်းလိုက်တာ10ဖြစ်တဲ့အတွက်ကြောင့်3ညပြိတ်ဆိုပြီးတော့ဒီညနေအတွက်ယူလိုက်ပါတယ်နော်ဒီညနေတည်းဒီညနေတည်းတော့ညဘရိတ်နောက်မိုင်းလေးကကြတော့ ီဘက်မှာအပြာရောင်လေးဖြစ်ပါတယ်3ရယ်3ရယ်3ရယ်ပေါင်းလိုက်မယ်3 3ည3 3 3ကိုပေါင်းလိုက်ရင်6 6ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်6ဘိုင်းဆိုပြီးတော့ယူလိုက်မယ်เนี่ยပုံမှာ3ညပိုင်းကြံခဲ့ရပါတော့။ကိုပရိတ်နဲ့3ညပိုင်းနဲ့တွဲထွက်ထားတာပေါ့ ဲ့6ဘိုင်နဲ့3ညဘိုင်နဲ့တွဲထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ညနေကြိုက်လို့ကစားခြင်း6လေးပေါ့နော်6လေးအားပြီးအပေါ်တပင်ကိုကျွန်တော်ထပ်ပြပေးမယ်နော်အပေါ်တပင်ကကြာတော့ဒီလိုဒီပင်ကျွန်တော်ကမကြည့်မိလိုက်ဘူးပေါ့နော်တည့်ရယ်ခွန်ရယ်6ရယ်ပေါင်းလိုက်မယ်တက်ခွန်6ဆိုရှင် ဆက်လေးဆက်လေးဆိုလေးလေးရဲ့ပါဝါကို၄ကိုပြိတ်ပေါ့ဗျာနော်၄ကိုပြိတ်ဒီအောက်မှာလည်းပါဝါပြိတ်ထည့်လိုက်မယ်နော်လေကိုဘရိတ်လုံးမန်ကြောက်တို့ဒီမှာ9ရဲ့2ရဲ့2ရဲ့ပေါင်းလိုက်မယ်9နှစ်နှစ်9နှစ်နှစ်ကိုပေါင်းလိုက်လို့ရှိရင် 73လုံး73ဆိုတော့3ပိုင်းတော့ပြာရောင်လေးက3ပိုင်းနီရောင်လေးက၄ break နော်အဲ့မှာတူကဒီမှာဘာကနန်းထွက်လဲဆိုတူကဒီမှာပေါ့ဗျာနော်3ပိုင်းနဲ့၄ break ထဲက၉ break နဲ့တွဲပြီးတော့36ဆိုပြီးထွက်တာလေအဲ့တော့ကျွန်တော်ဒီညနေတွက်လဲကျွန်တော်တုံညရပါပါ9 break ထည့်ပိုင်းရမယ်နော် ုံညာပါဝါ၅ဘရိတ်ပါကျွန်တော်ထည့်လိုက်မယ်။တုံညာ၅ဘရိတ်ပေါ့ကျွန်တော်။တုံညာ၅ဘရိတ်ကို6ပိုင်းနဲ့ဆိုတော့64အရေ69အရေဒီက main ဖြစ်ပါတယ်။ဒီနောက်ကက main ပေါ့နော်။ဒီနောက်ကက main အရန်နေနေကြတော့ကျွန်တော်တို့ တစ်ကိုအာရဲ့တစ်လေးအာရဲ့ကျွန်တော်အရင်လေးထည့်ပေးလိုက်မယ်နော်ဘာလို့လဲဆိုရင်6ဘိုင်က6ပရိအ6ဘိုင်က6ရဲ့ပါဝါတစ်ဖြစ်တဲ့အတွက်ကြောင့်တစ်နဲ့35ပရိနဲ့တွဲပြီးတော့ကျွန်တော်အရင်လေးထည့်ပေးလိုက်တာဖြစ်ပါတယ် Okay ပါညနေပိုင်းအတွက် cycle လေးကျွန်တော်မိတ်ဆွေများအစားအနေဆုံးကြည့်ရှုပြီးပြီဆိုလို့ရှိရင်မိမိကိုယ်တိုင်ကြိုက်နေတက်တယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါနော်မကြိုက်ရင်တော့ကစားစရာမလိုပါဘူးခင်ဗျ ကဲပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကြားမှာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူရင်းစန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွင့်ကျင်းနိုင်တဲ့ပုံကိုယ်ထုပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်ကနေသတော်မြတ်တာပို့တာလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်